ားလုံးပဲမင်္ဂလာပါခမဒီနေ့လို့တနုငရီရုံးပိရဲ့တွင်မှာကျွန်တော်ရဲ့မိသားစုတွေအနားယူပြီးစိတ်ချမ်းသာနေရမယ်ဆိုတာတွေးကြည့်တာနဲ့တင်သိနေပါတယ်ဗျမနှက်ပံအတွက်လည်းစိတ်မညစ်ပါနဲ့အုံးလို့ဒုက္ခမေအချမ်းမေရောင်းဝယ်ရေးမှာဆူတောင်းပေးလိုက်ပါတယ်ခမကဲဒီနေ့တော့ထိန်သွင်းကြေးရွာမှာရှိတဲ့ရွာမကြီးစစ်စစ်လေးနဲ့မိတ်ဆက်ပေးလိုက်ပါပြီနော်ချမ်းကျယ်ကတော့ဒါပေ20ရှိပြီတော့နောက်ကိုတော့ဒါပေ100ကျော်ရှိပါတယ်ဗျ ရေမီးအစုံအိမ်လေးပါဗျအိမ်လေးကတော့အကျန်းတယ်လေးပြီးနေပါပြီဗျအမြင်တိုင်းကိုပဲကျွန်တော်ရောက်ချပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးကတော့စောင့်နေရင်းနဲ့ပန်းချင်ကမနေပြတော့လို့ဒါရောင်းတဲ့အိမ်လေးဖြစ်ပါတယ်ဗျအိမ်ခန်းလဲနှကန်းပါပါတယ်ဗျချိန်မှလဲဒါမျက်နှာသာကျေတော့ဒါကားပဲထားမလားမိသားစုလိုက်ပဲအေးစေးထိုင်ပြီးတော့လင်းချင်းခံမလားတော်တော်လေးကိုမိုက်တဲ့နေရာလေးပါဗျ။နောက်မှလည်းမြေပိုရှိပါသေးတယ်ခင်ဗျာ။ ဈေးဆိုင်ဖွင့်ရင်လည်းအရန်ကိုရောင်းကောင်းတဲ့နေရာလေးတနေရာပဲဖြစ်ပါတယ်ခမညနောက်ဆုံးညကျွန်တော်ပြောမယ်အိမ်မက်သားမလားဈေးကောင်းရတဲ့နေရာလေးတနေရာပါခမညကဲဒီအိမ်နဲ့ဈေးကိုတော့ဒါ1200ပိုင်ခင်ခေါ်ထားပါတယ်ခမညဒါပေမဲ့ညှိနှိုင်းပြီးတော့ရောင်းချပေးမှာပဲဖြစ်ပါတယ်ခမညပိုင်ရှင်နဲ့လည်းဓာတ်ရိုက်ပြောဆိုနိုင်ပါတယ်ခမညစိတ်ဝင်စားရင်တော့ကျွန်တော်ကိုဖလိုလေးလုပ်ပြီးတော့ဖုန်းဆက်ပေးပါခမညကြည့်ရှုပေးတယ်ကျွန်တော်ရဲ့မိသားစုတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခမည